မပီသူပီတာအားလုံးမင်းစုံမင်းချစ်တန်ကြောက်ဖြစ်ပေါ်လာတဲ့သဘာဝဘီအနေရတဲ့တဲ့ကနေကင်းဝေးကြပါစေအဲ့တော့ဒီခုလမ်းရတဲ့အချိန်ကစပြီးကြီးစုနားဆင်မိတဲ့ပြည်တွင်းအထူးသဖြင့်စကိုင်းငလင်ပြည့်ရီဂျော်ကြီးတခြားမှာရှိတဲ့မြို့ရွာများကပုဂ္ဂိုလ်များဒီဒီအကြီးဆုံးထားဖို့ကျွန်တော်အနေနဲ့ဒီကနေနှုတ်ဆောင်ပန်ကြားခြင်းပါတယ်အခုငလင်လှုပ်တဲ့အချိန်ကျွန်တော်လည်းပဲကျွန်တော်တို့လည်းပဲတက်ရောက်မှုရှိပါတယ်အဲဒါပေမဲ့အခုဖြစ်ပေါ်တဲ့တိုက်အိုတိုက်ဆွေးတိုက်ဟောင်းအထက်မြင့်တိုက်တွေပြိုကျလာတဲ့ပိုဆိုးရင်စရာကောင်းတာကငလင်လှုပ်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ ဆယ်တာတမန်ကြီးတွေရဲ့နိုင်ငံတွေပြိုအပ်မှုဖြစ်ပါတယ်ဒါအခုချက်ချင်းငရင်းလုတ်ပြီးပြင်းဝုန်းဆိုဖြစ်သွားမှာမဟုတ်ဘူးပဲ့ဧက်သွားတဲ့နေရာတွေမှာရေစတင်စိတ်ဝင်မယ်စိတ်ဝင်ပြီးတော့ရေဒုဖိအားကြောင့်ဒါတော့မှရေနည်းနည်းနည်းနေတဲ့အခြေမျိုးလို့ရေဒုဖိအားကြောင့်ပြိုကျလာတဲ့တချို့နိုင်ငံကြီးတွေပေါ့ ဆယ်မြောင်းနေရင်ကြီးတွေပေါ့အဲဒီရဲ့ပပလည်းမြို့ရွာတခြားအခုအထူးသတိထားဖို့လိုတယ်လို့ကျွန်တော်အနေနဲ့လေးစားစွာပန်ကြားချင်ပါတယ်။အရေးကြီးတဲ့ပစ္စည်းတွေအမြန်ဆုံးထုတ်ဖို့ပါ။ကိုယ်အသက်လူမမဲတဲ့ကလေးတွေနဲ့တကြီးရွယ်တွေအားလုံးကိုအမြန်ဆုံးအဲရွှေ့ပြောင်းနိုင်ဖို့ရွှေ့ပြောင်းနိုင်တဲ့ရင်တွေနဲ့ရေလမ်းကြောင်းကလွတ်နိုင်တဲ့အမြင့်တနေရာကိုအမြန်ဆုံးရွှေ့ပြောင်းထားပါ ဒါအခုဖြစ်ဆက်တိုက်ဖြစ်လာနိုင်ခြင်းရှိတယ်နောက်ဆက်တဲ့ပြဿနာတွေဖြစ်ပါတယ်တချို့တိုက်ဟိုတိုက်ဆွေးတွေကချက်ချင်းပြုံမကြပြီမဲ့အောက်နိုင်ငံတွေအကွဲသွားတဲ့ကြောင့်ပြိုကျနိုင်ပါတယ်တိုက်ဟိုတိုက်ဆွေးကရှောင်းဝါတင်းရအဆင်ပြေတယ်ဒါပေမဲ့အဲ့ဒီဆယ်မျောင်းကြီးတွေအောက်ကတောက်လျှောက်မြို့ရွာကြီးတွေအခုမှဆိုရှင်ကင်တာဆယ်တို့ဒီပဲပေါလောင်းဆယ်တို့အဲ့တော့အမတန်ကြီးမားတဲ့ဒူကြီးတဲကြီးနဲ့စောက်ထားတဲ့ဆယ်ကြီးတွေအောက်ရေလန်းကျောင်းတစ်လျှောက်ကမြို့ရွာတွေအခုရပိုင်းအခုဒီရက်အခုအခုသတင်းချက်လက်ရပြီးရတဲ့တပြိုင်နက်အမြန်ဆုံးရွှေပြောင်းနိုင်မှုပြင်ဆင်ကြစီကြပါတယ် ဒါဆယ်ပြောင်းပညာရှင်တွေရဲ့အဲဒီအကြံပြုချက်နဲ့ကျွန်တော်တို့ကိုယ်တိုင်အဲတက်ရောက်တဲ့ပြင်းထန်တဲ့ငလင်ကြီးကြောင့်ကျွန်တော်နှိုးဆော်ခြင်းဖြစ်ပါတယ်ပြည်သူအားလုံးဘေးကင်းကြပါစေဗျာကျွန်တော်တို့အားလုံးမင်းစုမင်းညစ်ကိုတဘာဝကြီးရလေဒေဖေရှားဆန့်ကျင်လာပြီဖြစ်ပါတယ်အချိန်ကျလာပြီဖြစ်ပါတယ်ဒုတိယကမ္ဘာစစ်ကာလကပေါ်ပေါက်လာခဲ့တဲ့1980ကြာဖက်ဆစ်စနစ်ကြီးလည်းကြာဆုံးဖို့အချိန်နီးကပ်လာပြီဖြစ်ပါတယ်နော်နေပေါင်း80တရားမှတကြိမ်ပြန်ပေါ်တတ်တဲ့အရာမှငလင်ကြီးဒီနေ့လှုပ်ခတ်သွားတဲ့အတွက်ကြောင့်ကျွန်တော်တို့တိုင်းပြည်ဟာလည်းပဲ အဲ့ဒါအုတ်ချုပ်သူအလွဲပြောင်းနေလဲမကြခင်ပေါ်ပေါက်လာဖို့ဖြစ်ပါတယ်ပြည်သူတရားလုံးအစိုးဆုံးတန်တရားတွေကကြုံဆုံရတဲ့ဟာဒီငလင်စိုးကြီးကနောက်ဆုံးဖြစ်ပါစေလို့ကျွန်တော်ဆန္ဒပြုပါတယ်ဗျအားလုံးအမြန်ဆုံးရွှေ့ပေးကြပါဗျ